2025ခုနှစ်ဧပြီလ29ရက်အင်္ဂါနေ့မနေ့စောစောကိုနှုတ်ခေါ်တော်နေကြီးဖျားခင်တန်းတောက်လာတယ်ကျွန်တော်တသိမြတ်ခန်းစားပြီးတိတာကလာသွားလာခြင်းလည်းမခွင့်ရတဲ့ပြင်ဆင်ပေးတဲ့ဖြစ်ရှင်တော်မှာပုံကြည်ပါစေတော့ကာလရှင်ကိုရှိဥစွာရွေးနှောင်းရမယ်ဆိုလို့ရှင်နှစ်စာနေဒီကနေ့ပါဝင်ကျွန်တော်ကျမတယောက်ချင်းစီအသက်ရှင်ခဲ့တဲ့ရပ်ပေါင်းက119ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကောလုံးကတည်းက119ရောဘလို့အသုံးပြုခဲ့လဲပြန်ပြောင်းဆန်းစစ်စဉ်းစားစဉ်းပြန်နှုံသွင်းရအောင် မနက်ဖြန်နေစပြီးတော့နှစ်ကုန်တီချန်ရှိသေးတော့246ရဲ့ကျန်ပါသေးတယ်။ကျန်ရှိတဲ့နေ့ရက်တွေကိုလည်းကာလချင်းအောင်အကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလဲတက်ရှင်ဖို့လို့ကရှေးဥစွာတိုက်တွန်းလို့ဆိုပြစီ။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုဒီကခြေပြုမဲ့ကျမ်းစာကတော့58ခုမြောက်သောစာလံအပိုင်ငယ်10ဖြစ်ပါတယ်။ငါတို့ဒီကြားမှုသည့်အတိုင်းကောင်းကင်ဘုရားရှင်ထာဝရဘုရားကြီးမြို့ငါတို့ဘုရားကြီးမြို့တော်ကိုတွေ့မြင်ရကြ၏။ဘုရားသခင်သည်မြို့တော်ကို အစဉ်အမြဲတည်စေတော်မူမည်မြတ်ကိုယ်တော်သည်အသက်ရှင်သောရဖြစ်တိုင်းရောက်တဲ့မော်ဖျားသင်းသည်အတ္တပံပြလည်းကောင်းချီးပေးပါစေတော့အာမင်ဆလန်စီယထောရဖျားရဲ့မြို့တော်နဲ့ပတ်သက်ပြီးတော့ကောင်းကင်ယေရုရှလင်ကိုသူရည်ရွယ်နေတာဖြစ်ပါတယ်ငါတို့ကြားဘူးတယ်ကောင်းကင်ဘုရားရှင်ဖျားသခင်ရဲ့မြို့ငါတို့ဖျားခင်ရဲ့မြို့တော်ကိုတွေ့မြင်ကြရမယ်ဒါကောင်းကင်ဘုရားတွေ့မြင်ရမယ့်အရာဖြစ်ပါတယ်။ယေရုရှလင် တောင်းကင်ယူရချင်ပါလေ။နောက်ဇီယိုဇီယိုမျိုးပါလေ။ဒါကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဇီယိုဆိုတာဘုရားခင်ကျင့်ဝတ်တဲ့နေရာဖြစ်တာအောင်။ဒါကြောင့်ဇီယိုတောင်မှာရှိတဲ့ပိမှန်တော်မှာဘုရားခင်ကျင့်ဝတ်သလိုထာဝရဘုရားကျင့်ဝတ်တဲ့ကောင်းကင်ဘုံမျိုးတော်ကိုလည်းဇီယိုမျိုးလို့ခေါ်ရခြင်းပဲဖြစ်ပါတယ်။ကြောက်အဲ့ဒီမှာဒီကချက်ကတော့ဘောဆိုရင်ဘုရားခင်ကတဲ့သူကျင့်ဝတ်တဲ့မျိုးတော်ကိုအစင်အမြဲတည်စေတော်မူတယ်လို့ဖော်ပြတာဖြစ်ပါတယ်။ဟာလေလုယာဖျားခင်တီထောင်ရဲမျိုးကအစင်မြဲတည်တယ်။ ်ထာဝရကာလဟာအစဉ်မြဲရှိတဲ့ကာလဖြစ်ပြီးတော့ထာဝရကာလမှာကျွန်တော်ယုံကြည်သူတွေဝင်ရောက်ပြီးတော့စိုးစံမဲ့နေရာတော်ရမြတ်သခင်ယေရှုဖျားနဲ့အတူစိုးစံမဲ့နေရာထာဝရတည်တဲ့နေရာဖြစ်တယ်။အဲကြောင့်ကျွန်တော်ကမ္ဘာမြေကြီးပေါ်မှာသွားလာခြင်းနဲ့တက်ရှင်တဲ့ချိန်မှာဘာလို့လို့လဲဆိုရင်အဲတီတန့်ခိုင်ခန့်တဲ့အစဉ်မြဲတည်တဲ့မြို့တော်ရတရားပြပြောရင်ကောင်းကင်ဘုံတွေကျွန်တော်ရဲ့အချိန်တွေကျွန်တော်ရဲ့ပန်းနာတွေကျွန်တော်ရဲ့စွန့်ရင်သက်တည်တွေကို ရင်းနှီးမြှုပ်နှံပြီးတော့သွာလာခြင်းလည်းပေါ့အင်မတန်မှရေးကြီးနေရာဖြစ်တယ်ဆိုတာကိုဖော်ညွှန်းပြီးတော့ပြောပြလိုပါတယ်။တပတိကျမ်းစာမှာလည်းရှိလို့ရှိရင်ဟေဘရုစာခန်းကြီးစနေအပိုက်ငယ်28မှာမလှုပ်နိုင်သောနိုင်ငံအောင်ပြီးတယ်လို့ပြောပါတယ်။ကျွန်တော်ရထားတဲ့အထက်ကောင်းငွေပုံနိုင်ငံဟာမလှုပ်နိုင်တဲ့နိုင်ငံဘဒူးကမှဖျက်ဆီးလို့လည်းမရတဲ့နိုင်ငံပဲလူမျိုးလက်မှာလည်းမရောက်ရဘူးလို့တမချန်စာဖော်ပြကြရတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ချစ်တော်ညီကောင်မမတို့ ကျွန်တော်မှမလုံနိုင်တဲ့နိုင်ငံရှိတယ်။ထာဝရတည်တံ့တဲ့မြို့တော်ရှိတယ်။ဟာလေလုယ။အဲ့နေရာတွေအတွက်ကျွန်တော်တို့ကမ္ဘာမြေကြီးပေါ်မှာကျွန်တော်ပြောင်းလဲလာပြီးတဲ့ချိန်ကစပြီးဒုတိယချိန်မွေးပြီးတဲ့ချိန်ကစပြီးတော့အဲ့ဒီအထက်နိုင်ငံအဖို့လုံကကျွန်တော်သွာလာခြင်းလဲလှုပ်ရှားပြီးတော့အသက်ရှင်ဖို့ကအင်မတန်မှအရေးကြီးတဲ့အရာဖြစ်တယ်ဆိုတာကိုသွန်သင်လမ်းပြလိုပါတယ်။ဒီနေ့ချက်တော်ညီကိုပမာတို့ခေတ္တခဏပဲနေရမယ့်လောကကြီးမှာကျွန်တော်ညှို့နှံမှုတွေမပြုတ်တော့ဘဲနဲ့ပြုနေတယ်ဆိုလို့ရှိရင်မပြုတ်တော့ဘဲနဲ့ ထာရနိုင်ငံတော်တွေထာရတည်တန်းတဲ့မြို့တော်မလုံနိုင်တဲ့နိုင်ငံတော်တွေကြုံပါလို့ရတော့မစင်ယင်းနှမြုံနံမှုတွေပြုကြအောင်လို့ထက်ဆင်ပြီးတိုက်တွန်းနှိုးဆော်လိုပါတယ်။ရောက်ဒီနေ့ဖြစ်သွားကြုံမှာတော့ငါတို့ကြားရတယ်ထာရဖျားမြို့တော်ရှိတယ်။အဲ့ထာရဖျားမြို့တော်တွေ့မြင်ရမယ်။မြို့တော်ဖျားသခင်ကအစီမြဲတည်တန်းစီတယ်။သူတည်ထာရဖျားဖြစ်တဲ့ကြောင့်ထာရတည်တဲ့မြို့ပေါ့လေ။ အစင်မြဲတည်တဲ့ဘုရားဖြစ်တဲ့ကြောင့်အစင်မြဲတည်တဲ့မြို့ကိုတည်ထောင်တော်မူတယ်လို့တမန်ကျမ်းစာရကျွန်တော်ခန်းစားရရှိပါတယ်။ကျော်ဒီနေ့ကျမ်းစာနှုတ်တော်တိုင်းခိတ္တတခင်နာပဲရှိနေတဲ့လောကမြေကြီးပေါ်မှာယင်းမြို့နံမော်ဒီမပြုတော်မနဲ့သာရခါလောက်ရှေ့ရှုပြီးတော့သွာလာခြင်းလည်းရအောင်။သာရနိုင်ငံတော်ဖို့လုံကယင်းမြို့နံမူတွေပြုပြီးတော့သွာလာရအောင်လို့ဖော်ပြလိုပါတယ်။သာရနိုင်ငံတော်ယင်းမြို့နံဆိုတာပါလေ။ကရင်လုပ်ငန်းတွေ၊ဣန္ဒိလုပ်ငန်းတွေပေါ့။ ဒါပေမဲ့တန်းသာပြုလုပ်ငန်းတွေမှာကျွန်တော်ရဲ့အချိန်လေးကျွန်တော်ရဲ့ဘန်နာတွေကျွန်တော်ရဲ့စွမ်းရည်သက်တည်တွေကိုရင်းနှီးမြှုပ်နှံပြီးတော့သွားလာခြင်းနဲ့ပို့အတွက်အရေးကြီးတယ်ဆိုတဲ့အကြောင်းအရာကိုထပ်ဆင်ပြီးတော့ဖော်ပြလိုပါတယ်။ကျော်ရဲနှုတ်ကတော်နဲ့ဝင်ငါချာအဖြစ်ရောက်တဲ့မှာဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့။ဆုတောင်းနိုင်ကြပါစို့။ပြတော်ရရှင်ဖာဖျားကောင်းကင်ဘုရင်ရှင်သာရဖျားရဲ့မြို့တော်ရရဲ့ဘုရားသခင်ရဲ့မြို့တော်တွေ့မြင်ရတယ်လို့ဖော်ပြပါတယ်။ဘုရားသခင်က ကျင်းဝတ်တော်မူသောမြို့တော်ကိုအစင်မဲတည်စေတယ်လို့ပြောပါတယ်။ရကတော်သည်သာရတည်တဲ့ဘုရားဖြစ်တိုင်းသာရတည်တဲ့မြို့ရှိတယ်။သာရနိုင်ငံတော်လည်းရှိတယ်မလုံနိုင်တဲ့နိုင်ငံလည်းရှိတယ်လို့သာရကြားခဲ့ဖြစ်ပါတယ်။ကျွန်တော်ကတရားစားကြားနေသာမီးတောက်ချင်းစီကခိတတကယ်နာပဲရှိနေလောကမြေကြီးပေါ်မှာအသက်ရှင်ခြင်းယင်းနည်းမြို့နဲ့ခြင်းမပြုတော့ဘဲနဲ့သာရကလည်းရှေ့ရှုပြီးသွားလာခြင်းနဲ့အသက်ရှင်ဖို့လို့ကဒီနှုတ်ကတရားစားအဖြစ်အလင်းပေးခြင်းပြည့်ပြင်ခြင်းသုံးသိချင်းစီကပြုတော့ကောင်းချီးပေးပါမည်အကြောင်း ကဲတပိုင်းရှင်အရှင်ယေရှုဖရာနာမတော်မြတ်ကိုပြပြပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံ့ကြပါရပါဖရာသခင်အာမင်ကျောပါလိုနဲ့လီလာမတဖန်ဆုံးကုံတော်မယ်ကျောလီလာတာကလာကိုဟာလာကျွန်တော်ရဲ့အာလှူရှားမှုတွေကျွန်တော်တက်ရှင်မှုတွေပြန်ပြောင်းမှုတော့ဆန်စစ်ဖို့ချိန်ဖြစ်တယ်ဆိုတာဖော်ညွှန်းခြင်းပါတယ်ဒီနေ့ဝင်ကတကူပစ္စတီတမဒီဆောက်ဆင်းနဲ့ကောင်းချီးမင်္ဂလာဖြစ်တဲ့ဆိုရင် perfect မှာ share လုပ်ချင်ပြင် မြို့တော်မြတ်မှာဆက်လက်ပေါင်းပေးပါအောင်လို့တောင်းဆိုလက်ဆရှိတိုင်းဆက်လက်ပြီးတောင်းဆိုလိုပါတယ်။ရောက်တဲ့ပေါ်မှာဘုရားသခင်ကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်ဟောပါစေတော့။အာမင်။